ားလုံးပဲမင်္ဂလာပါရှင် VOC သတင်းဌာနကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့ဒီဇင်ဘာလ3ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်မှာအာရခန်တက်တော် ULAA ကတပ်သားတွေစုဆောင်းနေတာကြောင့်ချင်းလူငယ်အများပြားပေးလို့ရဒေတာကိုထွက်ပြေးတင်းချောက်နေကြရတဲ့သတင်း ကလေးမျိုးနေထောင်ပိုင်းဒေသမှာချင်းလန်းကောင်စီတပ်ဖွဲ့နဲ့တူတိုက်ပွဲဝင်နေတဲ့ကျောင်းသားတမတော် ABSDF ကရဲဘော်၃ဦးတိုက်ပွဲတွင်ကြာဆုံးခဲ့တဲ့တဲ့တင်မြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ဖြိုးမှုဟာစနစ်တာကာလတွင်စံချိန်တင်အမြင့်ဆုံးသောရောက်ရှိခဲ့ပြီးကမ္ဘာဘိန်းဆိုင်ဖြိုးမှုနံပါတ်၁နိုင်ငံအဖြစ်ဆက်လက်ရည်တည်နေတဲ့တဲ့တင်တွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တော်ဘိုင်ဘလောမြို့နယ်မှာအော်ရကန်တိုး URA ကစစ်မှုမထမ်းမနေရစနစ်ဖော်ဆောင်ပြီးတပ်သားတစ်ဆူဆောင်နေတာကြောင့်ချင်းလူငယ်အများပြားဟာပဲလွရာဒေတာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဘလောမြို့နယ်ကိုသိမ့်ပိုက်ထင်ချုပ်ထားတဲ့ ULAA တပ်ဖွဲ့ဟာပြီးခဲ့တဲ့နော်၅လဆန်းပိုင်ကစားလို့စစ်မှုထမ်းဆောင်ရန်ဆက်ရင်းတွေလိုက်ကောက်ခံကချင်းလူငယ်တော်တော်များများလဲတပ်သားတဲ့အဖြစ်ဆူဆောင်ခံရတယ်လို့သိရပါတယ်။ ULAA တပ်ဖွဲ့ဟာပလောဝမြို့နယ်ထဲမှာရှိတဲ့ဒေသခံပြည်သူတွေကိုတအိမ်တယောက်နှုံးဖြင့်အသက်18ကနေ55နှစ်ကြားလူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးနေတာဖြစ်တယ်လို့ပလောဝဒေသခံတဦးကပြောပါတယ်။အခုလိုတပ်သားတစ်ဆူဆောင်နေတာကြောင့်ပလောဝမြို့နယ်အထက်ပိုင်းကပိန်းနေတပင်၊ငရှာ၊ကျွေးတောင်ရွာစတဲ့အနီးအနားကျေးရွာတွေဟာချင်းလူငယ်အယောက်တရာကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့အဲ့ဒီအခြေအနေကိုသိရှိသူဘလဝဒေတာခန်ကပြောပါရယ် အရခန့်တက်တော် ULAA ဟာယခုနှစ်မှလပိုင်းတုန်းကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ထုတ်ပြန်ကာအသက်18နှစ်ကနေ25နှစ်ထိအမျိုးသမီးတွေနဲ့အသက်18နှစ်ကနေ45နှစ်ထိအမျိုးသားတွေကိုစစ်မှုထမ်းရမယ်လို့အမိထုတ်ပြန်ထားပါတယ်။အဲ့ဒီမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရသူတို့ထိန်းချုပ်ထားတဲ့ချင်းပြည်ပလောဝမြို့နယ်မှာလဲစစ်မှုထမ်းဖို့ တက်တာတည်ဆူဆောင်မှုတွေ ULAA ကဆောင်ရွက်လာတာဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းဒေသမှာချင်းလန်းခေါင်စီတပ်ဖွဲ့နဲ့အတူတိုက်ပွဲဝင်နေတဲ့ကျောင်းသားတမတော် ABSDF ကရဲဘော်၃ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှုန်းမှာလ6ရက်တပ်ပွဲမှာမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ်3စစ်ကြောင်းအမှတ်7တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့တဆုမူရဲဘော်စိန်မြင့်လွင်ခ ဖိုးလွင်ရဲဘော်စောစောဦးခဟိုင်းမိုင်းရဲဘော်နိုင်နေစုခမျက်စိတို့ကြဆုံးခဲ့တာလို့အမှတ်သုံးစစ်ကြောင်းကယနေ့မှအတိပေးထုတ်ပြန်ပါတယ်။ဒါပြင်ရဲဘော်စေဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ကြဆုံးသွားတဲ့ရဲဘော်တွေဟာကျောင်းသားတက်မတော်ကပေးအပ်တဲ့တာဝန်တွေကိုခြေပွန်စွာထမ်းဆောင်ပြီးရဲဘော်တို့ရဲ့ရေးဆွဲတက်တည်နဲ့စွန့်လွတ်စွန့်စားမှုတွေကို ကုန်ပြုမှတ်တမ်းတင်ထားတယ်လို့ ABSDF စစ်ကြောင်းသုံးကထုတ်ပြန်ပါတယ်။ ABSDF အနေနဲ့အာဏာရှင်စနစ်ပြုတ်ကျတဲ့အချိန်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းပြောဆိုထားပါတယ်။ကြာသားတမတော်လို့ခေါ်တဲ့ ABSDF တပ်ဖွဲ့ဟာချင်းလက်ကောင်စီချင်းလက်အစိုးရကာကွယ်ရေးတပ်ဖွဲ့ကကလေးကံကိုဒေသမှာပို့ဆောင်နေတဲ့စစ်စင်ရေးမှအခြားသောမဟာမိတ်တပ်ဖွဲ့တွေနဲ့တူပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ချင်းနှံကောင်းစီချင်းနှံစိုးရတပွေဟာမဟာမိတ်တပွေတွေနဲ့အတူချင်းပြည်မြောက်ပိုင်းနဲ့ကလေးကန်ကိုဒေသမှာစစ်ကြောင်းနှစ်ကြောင်းဖြင့်စစ်ဆင်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။ချင်းနှံစိုးရတပွေရဲ့စစ်ကြောင်းတက်ဟာ ကလေးကန်ကိုဒေသမှာပကော့ PDF ၊ကြောင်းသားတမတော် ABSDF ၊ PDF ခရိုင်တရင်များပကဖာများကလေး Revolution Force KRF Ranger ကလေး Defense Force RKDF Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့အကြံဖက်စစ်တပ်ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့လေးမိုင်နဲ့တင်ချန်းကုန်းမှာတက်ဆွေးထားတဲ့အကြံဖက်စစ်တပ်နဲ့သူ့လက်အောက်ခံကတိတပ်ဖွဲ့ကိုတုံလိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရမှာကတိနှစ်ဦးနဲ့ပြည်သူစစ်တပ်ဦးပြင်းထန်တရားရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလတရက်မနက်ပိုင်း6လရီဝန်းကျင်မှာ ချင်းတော်လာရဲ့တပေါင်းစုနဲ့ပြည်မတော်လာရဲ့တပေါင်းစုတွေက၄မိုင်နဲ့တင်းချိုင်းကုန်းမှာတက်ဆွေထားတဲ့အကြံပစစ်ချက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ရှီတန်းသတင်းရင်းမြစ်ထံကနေသိရပါဗျာ။တော်လာရဲ့ပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့သိရပါဗျာ။ မြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြမှုဟာဆယ်နှစ်တာကာလအတွင်းဆန့်ကျင်တင်အမြင့်ဆုံးဆုံးရောက်ရှိခဲ့ပြီးကမ္ဘာဘိန်းဆိုင်ပြမှုနံပါတ်၁နိုင်ငံအဖြစ်ဆက်လက်ရည်တည်နေတယ်လို့ကုလသမဂ္ဂမိုးရေစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC အစီရင်ခံစာကဖော်ပြပါတယ်။ကုလသမဂ္ဂမိုးရေစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ဟာဒီကနေ့ဒီဇင်ဘာလ၃ရက်နေ့မှာမြန်မာဘိန်းစစ်တမ်း၂၀၂၅ဆိုက်ပြမှု ထုတ်လုပ်မှုနဲ့အကျိုးဆက်များဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ရမှာမြန်မာနိုင်ငံဟာအာဖဂန်နစ္စတန်နိုင်ငံကိုကျော်လွန်ပြီးကမ္ဘာပေါ်မှာပိတ်ဆို့ပြုမှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်ရည်တည်နေတယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ခင်းအေရိယာဟာယခင်နှစ်ထက်1900ရာခိုင်နှုန်း45နှစ်ရာဟက်တာကနေ53တရာဟက်တာသို့တိုးလာတာကို တွေ့ရပြီးဒါဟာ စ်ပေါင်းများစွာပฏิပက္ခနဲ့လူမှုစီးပွားရေးမတည်ငြိမ်မှုများနောက်ပိုင်းနိုင်ငံမှာရင်ဆိုင်နေရတဲ့မရေရာမှုကိုရောင်ပြန်ဟတ်နေတာဖြစ်တယ်လို့ UNODC ကဆိုပါတယ်။အာဖဂန်နစ္စတန်မှာဘိန်းဆိုင်ပြုံမှုဆက်လက်ကြဆင်းလာမှုနောက်ပိုင်းမြန်မာနိုင်ငံဟာကမ္ဘာတရားမဝင် ပိန်းထုတ်လုပ်ရာအကြီးအကဲအရေးမြစ်ဖြစ်ရပ်တည်နေတယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံမှာရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသကအဓိကဘိန်းဆိပ်ပြိုရာဒေသတွေဖြစ်ပြီးချင်းပြည်နယ်မှာလည်း2025ခုနှစ်အတွင်းဘိန်းဆိပ်ပြိုမှု26ရာခိုင်နှုန်းထိတိုးလာပြီးစကိုင်းတိုင်းမှာလည်းဘိန်းဆိုင်ခင်း952ဟက်တာထိရှိလာတယ်လို့ UNODC ကဖော်ပြပါဗျာ။ အာနာသိန်းအကြံဖက်စစ်တပ်ရဲ့လေကြောင်းပုံချေတက်ခတ်မှုကြောင့်နိုဝင်ဘာလအတွင်းမှာအယက်တာဖြစ်သူ148ဦးတေဆုံးခဲ့တယ်လို့အမျိုးသားညူရေးအစိုးရအယူကြီးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအတိပေးထုတ်ပြန်ပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဟာအကြံဖက်စစ်တပ်ရဲ့အယက်တာဖြစ်သူပေါ်ပပောင်းဆောင်ကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တက်ခတ်မှုတွေကိုမှတ်တမ်းတင်ထားပြီးနိုဝင်ဘာလ30ရက်ထိရရှိထားတဲ့အချက်လက်တွေကိုအတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကစလို့2025နှစ်မလာကုန်ထိဆိုရင်အကြံဖက်စစ်တရဲနိုင်ငံတဝန်လေးကျောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200ရှိပြီးဒေဆုံးသူ4480ဦးရှိတယ်လို့ဖော်ပြပါတယ်။နော်မာလာတလာဒီမှာလည်းအကြံဖက်စစ်တပ်လေးကြောင့်တိုက်ခိုက်မှု200တကြိမ်ရှိခဲ့ပြီးတေဆုံတဲ့ပြည်သူအရေအတွက်ကတော့148ဦးရှိခဲ့တယ်လို့ UNG ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ လက်ရှိမှာအကြံဖက်စစ်တပ်ဟာတရားမဝင်ရွေးကောက်ပွဲအတွက်အားစိတ်ပြင်ဆင်နေပြီးတစ်ဖက်မှာလည်းအကြံဖက်မှုတွေကိုပူပြီးအရှိန်မြှင့်လှုပ်ဆောင်နေတယ်ဆိုတာလပိုင်းအတွင်းမြင့်တက်လာတဲ့အကြံဖက်မှုကိန်းကဏ္ဍတွေအရာသိနိုင်တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလေးချောင်းတိုက်ခိုက်ခံရလို့စာတင်ချောင်း၄၁၀၀ုံစေခန်း139ခုနဲ့ဘာသာရေးဆောင်အုံ622ခုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့လည်းဆိုပါတယ် ်ပါ POC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုချေဆွတင်ပါတယ်ရှင်